သူငယ်တယောက်အောင်မြင်ဖို့အတွက်ဘယ်နယ်ဘယ်ဘက်ဖြစ်ဖြစ်ပေါ့နော်ဘလိုမျိုး mindset တွေရှိရင်အောင်မြင်နိုင်တယ်လဲပေါ့နော်သူကအတိအက mindset တွေကိုသိချင်တာပေါ့နော်ပထမဆုံးကိုယ့်အကိုတည်တည်ချာချာသိစေချင်တာပေါ့နော်ငါဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာသိစေချင်မယ်နော်အဲ့ဒါကိုစလုပ်နေရင်လည်းတခါကျလို့ရှိရင်အဆင်မပြေတော့ဘူးထင်တယ်အရှုံးပေးကြည့်စိတ်ကပေါ်လာမှာပဲအဆင်မပြေဘူးဆိုလို့ရှိရင် ဟာဒါတော့ငမားနေပြီလားမသိဘူးတခုတော့လွဲနေမယ်ထင်တယ်ဆိုတဲ့ဟာမျိုးဖြစ်ပေါ်လာလိမ့်မယ်တော်တော်ပြည့်မမောင်မြင်သေးဘူးဆိုရင်အလွယ်တကူဘယ်သူမှအောင်မြင်မှာမဟုတ်ဘူးဆိုတော့လေအဲ့အဲ့ချိန်ကျလို့ရှိရင်နောက်ဆုံးအရင်တော့စားခဲ့တဲ့အချိန်တွေကိုပြန်သွားလိုက်ပေါ့နော်အရင်တော့စားခဲ့တဲ့အချိန်တွေစိတ်အချိန်တွေပေါ့နော်ငါဘာကြောင့်ဒီဟာကိုလုံမှာလဲဒါကိုဘာကြောင့်ဒါလုံနေရလဲပေါ့နော်အဲ့လိုမျိုးပြန်စဉ်းစားလိုက်မယ်ဆိုရင်ဟုတ်ပြီဆက်လုံချင်သေးတယ်လုံချင်မှုအားလည်းရှိသေးတယ်ဆိုလို့ရှိလို့ရှိရင်ရှေ့ဆက်ပြီးတော့တည်တည်ချာစူးစမ်းပြီးတော့လုံနော်အစ်စင်နဲ့အစ်စင်နဲ့မှာတည်တည်ချာစဉ်းစားပေါ့နော်ဟုတ်ပြီဒါက ငါဘာကြောင့်လုံးနေရလဲเนาะဒီလုံးနေရမှန်လားဗောနောတတိရှိမယ်เนาะဆုံးဖြတ်ပြတ်သားမယ်ဆိုလို့ရှိရင်မရမနာဗောနောတီချာဒေါက်ရှော့လုတ်သွားမယ်ဆိုလို့ရှိရင်ဖြစ်ကိုဖြစ်ပါလားလူငယ်တွေအများစုရဲ့ပြဿနာကျွန်တော်ထင်တယ်သူတို့ကလေ consistent မဖြစ်ဘူးဗောနောတခုခုကိုစိတ်ဝင်စားတယ်ကြိုးစားခြင်းနဲ့အောင်မြင်ခြင်းနဲ့အဲ့ဒီအဲ့ဒီစိတ်တွေကလူတိုင်းမှာရှိတယ်ဒါပေမဲ့အကိုအခုနောက်တော့ပထမဦးဆုံးပြောရတယ် ်ကိုဘာစိတ်ဝင်စားလဲဆိုတော့ကိုအရင်ရှာပါပေါ့နော်လူတိုင်းလူတိုင်းကြော်ဒါပေမဲ့လူငယ်တွေကကိုဘာစိတ်ဝင်စားလို့စိတ်ဝင်စားမှန်းမသိဘူးအင်းဟုတ်တယ်နော်နော်အဲ့ဒါအဲ့ဒါအဲ့ဒါကိုတတိတတိထားမိရေပေါ့နော်လူငယ်အများစုကကိုဘာစိတ်ဝင်စားလို့စိတ်ဝင်စားမှန်းလည်းမသိဘူးအဲပြီးတော့ပြီဆိုရင်ကိုတခုခုကိုစိတ်ဝင်စားပြီဆိုရင်လည်းရေရှည်မမြဲဘူးသူကခဏလေးပဲစိတ်ဝင်စားဟုတ်တယ်ဟုတ်တယ်ပြင်ကြောက်သွားတယ်ပေါ့နော်ဟုတ်တယ်ပြင်ရေရှည်မကြိုးစားလူငယ်တဘာဝပေါ့နော်ဘူးပေါ့နော်ဟုတ်တယ်လူငယ်တဘာဝပေါ့နော်တနည်းအားဖြင့်အရန်ကျွမ်းကျင်သွားပြီဆိုရင်ပတ်စံကကိုနောက်ကို အာလိုက်လာမှာအမှန်ပါပဲပေါ့နော်ဟုတ်တယ်ဟုတ်တယ်မာအကိုပဲကြည့်လေလာအကိုကပတ်စံတော့မလိုက်ဘူးအခုဆိုရင်အကိုက YouTube video တွေက view တွေအများကြီးပဲဟုတ်လားပတ်စံအကိုတော့လိုက်မလိုက်ပါပတ်စံလည်းမလိုက်ပြီပေါ့လိုက်စီကျင်တာမလိုက်တာကိုရဲ့ video ကိုကြည့်ရှုနေတဲ့အကိုရဲ့ fan တွေကိုရောအကိုအားပေးစကားလေးပြောပြပါအောင်ပေါ့နော် အဖေစကားအဖေစကားတော့ရှင်းပြမယ်ဆိုတော့လူငယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းဘာပြောမှမသိဘူးအားလုံးခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့ရည်စရာတော့ကောင်းကောင်းပဲဒါပေမဲ့ ဟိုစောစောအိစောစောထားပေါ့နော်ကျွန်တော်အဲ့ဒါပဲပြောခြင်းလဲစောစောအိဆိုတော့ရည်စရာတော့ကောင်းမှန်းကျွန်တော်ဒါပေမဲ့အဲ့ဒါလည်းကျွန်တော်ကိုယ်တိုင်တိတာသိမကြသေးဘူးတနှစ်တောင်မပြည့်သေးဘူးစောစောအိစောစောထားဆိုတာပေါ့နော်ကျွန်တော်စိတ်ထဲမှာအချိန်တနာကြီးကမနက်ပိုင်းတနာကြီးနဲ့ညပိုင်းတနာကြီးအတူတူပဲပေါ့နော်အချိန်တနာကြီးပဲဆိုတာလူငယ်တွေဆိုလည်းပိုဆုံးပါပေါ့နော်ညဘက်ကိုအားတာတာများအားတန်တာပေါ့နော်မနက်ကျရင်အိတ်တယ်ညဘက်ကျရင်အလုံးလုံးတာများတကယ်တကယ်ကျွန်တော်တို့ဒီညဘက်ရောက်ပြီဆိုတဖြည်းဖြည်းလူရဲ့စဉ်းစားတဲ့ပုံစံအလုံးလုံးနိုင်စွမ်းကတကယ်ကြပါပါတော်တော်လေးကိုမနက်ပိုင်းအစောထပြီးတော့လုပ်တဲ့လို့ကိုယ့်အတွက်ကိုလုပ်မယ်ဆိုရင်ပေါ့နော်စာလေ့လာတာစာ မန္တပိုင်းတနာရီကတော်တော်လေးအားသာချက်ရှိတာပေါ့နော်ဒါမှဘလောက်ပဲပြောပြောကျွန်တော်အရင်တော့အားရည်တည်ရဆိုမှလက်တွေ့ကတော့လုံးတိုင်းမှုမလွယ်ဘူးပေါ့နော်အဲ့လိုအခက်အခဲတွေရှိတာပေါ့နော်ဟုတ်တယ်ဘာ AI ကိဖြစ်လာတော့ပိုဆိုးတာပေါ့နော် saw a saw ta ဆိုတဲ့စကားလုံးကဟိုပြောရတယ်လွယ်ပေါ့နော်စဉ်းစားဟာဘာဘာအကျန်ကြီးလဲပေါ့နော်တကယ်လုံးလိုက်လုံးကြည့်မယ်ဆိုအရန်ခတ်တယ်ပေါ့နော်ဟိုဒီဒီအတွက်က saw saw a ဖို့ခတ်တယ်စ saw a ဘလောက်ပဲအဲ့အဲ့လိုမရဘူးပေါ့နော်ဥမာညဆယ်နာရီအဲ့ရဝင်နေဆိုရင်လည်း ည7နှစ်နာရီမှအိပ်ပြောတယ်အော်မနေ့စောစောထားဖို့ကတော့လွယ်ပါတယ်ပေါ့နော်အခုဆိုရင်ပုံမှန်မနေ့6ခွဲဆိုရင်ထားပြီပေါ့နော်ည7နာရီအိပ်အိပ်တနာရီအိပ်မနေ့6ခွဲဆိုရင်တတိယ meeting နေရှိတဲ့အတွက်ကြောင့်မ6ခွဲဆိုရင်ထားပေါ့နော်9နာရီဆိုရင် meeting စထိုင်ပြီပေါ့နော် အဲ့တော့ဟိုအဲစစအိစစထတာလောက်ကြည့်ပါဘောနော်လူငယ်တွေပြင်းပါတယ်ဘောနော်အဲစစအိစစထပြီးတော့ပြီဆိုရင်နောက်ထပ် step တစ်ခုအနေနဲ့ရောဘာလောက်အောင်လဲဘောနော်တော့တယောက်နဲ့တယောက်နဲ့မတူဘောနော်ဒါမှမဟုတ်ကျွန်တော်အချိန်ရတာသွားတူတဲ့အတွက်ကြောင့်အချိန်ကိုအကျိုးရှိရှိအသုံးချဖို့ဘောနော်အဲ့တော့အဲ့ဒါတော့ကျွန်တော်လုတ်တဲ့နီးတစ်ခုဘောနော်ပြောရမယ်ဆိုရင်တော့ကျွန်တော်များသောအားဖြင့်အချိန်အကန့်အသတ်နဲ့ရှိတော့ကျွန်တော်တော်တော်များများမှာ to do list ဘောနော်ငါဘာလုပ်မယ်ဘာလုပ်မယ်ဆိုတဲ့ list လေးတွေထားရကြအဲ့ list တိုင်းလုတ်ကြတယ်တခါကျတော့မလုံနိုင်ဘူးဘောနော်ကျွန်တော်ကကြတော့ပြောင်းမြန်ပါနော် အဲ့ဒါမလုံးနိုင်ဘူးဆိုကျွန်တော်အဲ့ဒါမလုံးနိုင်တဲ့သူဖြစ်တဲ့ကြောင့် not to do list ဆိုတာရှိတယ်မလုံးမဲ့ဟာပေါ့နော်အဲ့ဒါမျိုးထားကြည့်ပါတော့ဟုတ်တယ်အဲ့အဲ့ကျွန်တော် not to do list ကတော်တော်လေးကိုကောင်းလာကောင်းနေဆိုတာကိုလုံးနိုင်တဲ့အရာတွေကိုအရင်တော့ချရေးတယ်လုံးကြတယ်မလုံးနိုင်တဲ့ဟာကိုချရေးလိုက် မလုံးဘူးဆိုတာဆုံးဖြတ်တာပေါ့နော်ဥပမာငါသူများအတင်းမပြောဘူးလို့အာပုံပုံငါဒီတပတ်လုံးအပြည့်ဝငါညာဘက်မထွက်ဘူးတော့ပေါ့နော်အဲ့လိုမျိုးကိုမလုံးမဲ့ဟာလေးတွေပေါ့နော် to do list လေး not to do list ပေါ့နော်အဲ့ဒါလေးလုံးထားလိုက်မယ်ဆိုရင်အဲ့ဒါကိုထိသိမ်းနိုင်အောင်စူးစမ်းပေါ့နော်အဲ့တော့ အဲ့ဒါဆိုလို့ရှိရင်ကြောင်းမြန်မနော် to do list မလုပ်နိုင်တဲ့သူကနော် to do list ကိုစူးစမ်းပြီးတော့သတ်မှတ်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်စီကန်းရှိတော့မှာပေါ့နော်အဲ့တော့တကယ်လို့များဟိုညဘက်မှာထွက်ဘူးဆိုတော့တခုလုံးလိုက်မယ်ဆိုရင်တခြားအစားထိုးပြောင်းလဲလောက်ရတော့မှာပေါ့နော်အဲ့ဒါဆိုရင်ဟိုစာဖတ်တာပဲဖြစ်ဖြစ်ကိုတခြားဝါသနာပါတာဖြစ်ဖြစ်ကိုတို့အချိုးရှိတာဖြစ်ပေါ့နော်အဲ့လိုလုပ်ဖြစ်တော့နော်တငယ်ချင်းနဲ့ဥမာအရက်တော့မတော့ဘူးကွာတော့နော်ဘယ်သူအပြင်ခေါ်ကိုမတော့ဘူးကွာတော့အဲ့လိုဟာမျိုးလေးပေါ့နော်နော်ကိုထိမ့်သိမ့်နိုင်တဲ့ထိမ့်သိမ့်ကျင်တဲ့အရာလေးတွေပေါ့နော်အဲ့အဲ့ဒါမျိုးကိုကကိုလေးကိုမလုံး ချင်းတဲ့ဟာမလုံတဲ့တဲ့ဟာမလုံမဲ့ဟာလေးတွေချရေးပြီးလုံကြည့်ပေါ့နော်အဲ့လေတနည်းရှိမှာပေါ့နော်ဟုတ်တယ်အခုပြောတာအရန်ကောင်းကောင်းတယ်ပေါ့နော်ဟိုအဲအခုနဲ့ကျွန်တော်နဲ့ကြောင်းမြန်တယ်လားကျွန်တော်မှဟိုအခုနောက်တော့ဟုတ်တယ်ကျွန်တော်မှဒီဟိုပါပေါ့နော်ဒါကထူးထူးလေးစာအုပ်စာအုပ်ရှိရပေါ့နော်အခုနောက်တော့ဒီဒီစာအုပ်က notes ပေါ့နော်ဒါကတော့ဟိုအဲ research လုပ်တဲ့ဟာလေ့လာတဲ့ဟာတွေပေါ့နော်ဒါတွေတော်တော်များစာအုပ်တည်တဲ့တအုပ်ပေါ့နော်ဟိုအခုပြောလိုက်မှကျွန်တော်လည်းโอเคငါလည်း not to do list ရေးရမယ်တကယ်ဟို not to do list ကိုရေးရမရေးရတတိယခေါင်းထဲမှာရှိရပေါ့နော်တတိယ not to do list ထဲမှာဆိုရင်ဘယ်တော့အခါမှမအိမ်မှာတကြားမဝင်ဩတကြားမဝင်ဟုတ်တယ်ပြီးတော့ပြီးဆိုရင် အော်အချိုအချိုမုတ်တွေပေါ့နော်ကွတ်ကီးတွေမဝယ်ဘူးပြီးရင် chips တွေပေါ့နော်ဒီအာလူကြော်တို့ဘာမှမညာတို့အဲ့ဒီ snacks တွေလုံးဝမဟုတ်ဘူးတတိယအော်ကောင်းတယ်ဘာလို့လဲဆိုတတိယပြဿနာကလေအဲ့ဒီအချိုတွေနဲ့အစားတောင်းတဲ့တွေ့ပြီဆိုရင် self control မရှိဘူးပေါ့နော်ဥမာသားကွာအာလူကြော်နှစ်ထုပ်ဝယ်လာဆိုနှစ်ထုပ်ကိုတထိုင်တည်းကုန်အောင်စားနိုင်တယ်တဲ့ကျွန်တော်အဲ့လိုမျိုးပေါ့နော်ကွန်ပျူတာရှေ့ time ဆိုကိုဆိုးတယ်ဟုတ်တယ်အဲ့လိုမျိုးလေးတဲ့ဟုတ်တယ်ဟုတ်တယ်ကွာဟိုပါပေါ့နော်ဟိုရုပ်ရှင်ဆက်ကတကားကြည့်ရင်းနဲ့ပေါ့နော် cookie ဆိုရင်သူများတွေပုံမှန်ဆိုရင် ကော်ဖီတောက်ရင်းနဲ့နှစ်ခုပဲစားတတိယကူကီ၁၀ခုရှိတယ်၁၀ခုတခါလေတထိုင်နဲ့စားတဲ့အကျင့်ရှိရမကုံမချင်းလောက်တဲ့ပေါ့နော်မပြီးမချင်းလောက်တဲ့အကျင့်ရှိရပေါ့နော်အဲ့တော့အစားတောင်းနဲ့ပတ်သက်လာပြီဆိုရင်တတိယဟို self control မရှိရအတွက်ကြောင့်ဘယ်တော့မှမဝယ်ဘူးအိမ်မှာတကယ်ချင်းနေဝယ်လာတယ်ဆိုရင်လည်း သူတို့ပုံခိုင်းထားတယ်သူတို့မပုံလို့သူတို့ဝယ်လာတဲ့အချိုတွေတကြားတွေကျွန်တော်တွေ့ရင်ကျွန်တော်အမိုက်ပုံနဲ့ကောက်ထားရလားဟောဟိုတခါတခါလေးကြရင်ပေါ့နော်ဟိုလူငယ်တယောက်အနေနဲ့ကို self control မရှိဘူးဆိုတာကိုတိတယ်ဆိုရင် eliminate လုပ်ဟုတ်မှာကိုက TikTok ပေါ်သွားတယ်ပေါ့နော် TikTok ပေါ်သွားတယ် TikTok ကို ကွာ3လိုင်းလို့တိတ်ချတယ်တနေ့ကအချိန်3နာရီ4နာရီ5နာရီတဲ့ကိုအဲ့လောက်အချိန်ပေးနေရဆိုရင်ဒါကွာ self control မရှိလို့အဲ့ဆိုရင်အဲ့ဒီ TikTok app ကို delete လုပ်လိုက် game ဆိုတဲ့အတူတူပဲပေါ့နော်ဒီဒီဆိုရင်ဒါအရင်တော့ဟို PUBG ဆော့တယ်ပေါ့နော် PUBG ဆော့တဲ့အခါမှာအမြဲတမ်းတနေ့ကုန်ဒီဒီတူလီနဲ့ဟိုဒီဒီတငယ်ချင်းနဲ့ဆော့တဲ့အခါမှာအချိန်အရန်ကုန်တယ်ပေါ့နော်အဲ၄5နာရီကုန်တဲ့အခါမှာ တိလိုက်တယ်ဩငါဒီမှာအချိန်ဖြုံးနေရပေါ့နော်အဲ့တော့ငါကိုယ့်ဟာကိုယ်ဘယ်လို control လုပ်ရမလဲပေါ့နော်အဲ major လိုက်တဲ့အခါမှာအဲ့ဒီ application ကို gain ဆော့ပြီးတိုင်း delete လုပ်လိုက်တယ် gain တစ်ခါဆော့ပြီးတိုင်းတစ်ခါ delete လုပ်တယ်နောက်တစ်ခါဆော့ချင်တယ်ဆိုရင်နောက်တစ်ခါပြန် download ချတယ်အဲ့တော့ download ချတဲ့အချိန်ကရှိရလေအဲ့တော့တစ်ခါကြိုင် download ချတဲ့အချိန်ကြာတဲ့အတွက်ကြောင့်မို့ game မဆော့ဖြစ်တော့ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးဟို not to do list တွေကဒီဒီမှာအဲ့လိုမျိုး principle တစ်ခုအနေနဲ့ထပ်ထားရပေါ့နော်ကိုက control မလုပ်နိုင်တဲ့ဟာတွေဆိုရင် eliminate လုပ် အာဒါဒီဒီရဲ့နီလန်ပါပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကိုပြောရတာလည်းအရန်ကောင်းတယ်ပေါ့နော် yeah not to do list ကိုရဲ့ not to do list တဲမှာရောဘာတွေပါလဲမသိဘူးနော်အော်ကျွန်တော်ကအပြင်သိမ့်မထွက်ဖြစ်တာပေါ့နော်ငကိုရဲမထွက်ဘူးဆိုပေမဲ့အကိုကအကြောင်းပတ်ချက်ကောင်းကောင်းနဲ့ကိုညင်းလို့ရသွားပြီပေါ့နော် YouTube ကိစ္စတွေရှိတယ်နောက်ပြီးတော့ဟိုကြွားတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကကျွန်တော်အတိတ်တယောက်ကိုကျွန်တော်ခင်တဲ့တယောက်ရှိရပါဘူးနော်သူကအရင်တော့ဆိုရင်တော့တခါကြလို့ရှိရင်တပတ်တခါနှစ်ပတ်တခါတော့အပြင်မှာမုတ်ထွက်ထွက်စားတာပေါ့နော်အခုလုံးဝကျွန်တော်တော့မတွေ့တော့ဘူးပေါ့နော်တွေ့စား ကျွန်တော်ပြောတာတခုတော့ဘာလဲဆိုတော့ဒီတိကဘောလုံးပွဲကြည့်တယ်နော်ဘောလုံးပွဲနော်စပါ့စ်ကိုအားပေးရလားမသိလားဟုတ်တယ်ဟုတ်တယ်ဟိုအင်ဂွင်းစပါ့ဒီတို့အင်ဂွင်းကဘာလဲဟိုကအင်ဂွင်းမှာဆိုရင်လူဘလောက်စမ်းလား6000လောက်6000တော်တော်စမ်းမထင်ဟာလားအဲ့ဒီကွင်းကဟုတ်တယ်ဟုတ်တယ်ဟုတ်လားသူကဒီ UK မှာဆိုတော့အကောင်းဆုံးစတေဒီယံထဲမှာပါတယ်ဟုတ်လားဟုတ်လူ9000ဆိုတော့နဲတာမို့တော်တော်များတာလေတော်တော်များတယ်ဆိုတော့စိတ်ထဲမှာထားပါတော့ကျွန်တော်ဗီဒီယိုစနေနေ့မှာတင်လိုက်မယ်ပေါ့နော်အဲ့တော့တင်လိုက်မယ်ဆိုလို့ရှိရင်3-4ရက်လောက်ကြာတဲ့အချိန်မှာတစ်ပတ်လောက်ကြာတဲ့အချိန်မှာလူ4000တော့5000တော့ကြည့်ရပေါ့နော်အဲ့တော့ ဒီဘောလုံးကွင်းတကွင်းထဲမှာလူအလောက်များတဲ့ပုံမှန်ကကိုယ်စိုက်ပြီးတော့ကြည့်နေအဲ့တော့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အလောက်လူတွေအကုန်လုံးကမိတရင်အမားပြောမှလာဒါမှမဟုတ်ရင်သူတို့ကောင်းမွန်တဲ့ဟာတွေရသွားစေချင်လားပေါ့နော်အဲ့လိုမျိုးဟိုစိတ်တစ်ခုကကျွန်တော်တို့မှာထည့်ထားလိုက်တာပေါ့နော်အလောက်ဘောလုံးကွင်းမှာရှိလူများရမြို့ဝိုင်းပြီးတော့ကြည့်တာနော်အဲ့ဒီအခြေတွန်းနဲ့အဲ့တော့မိတီတီချာချာဟိုတာဝန်ရှိရှိတာဝန်ယူပြီးတော့အမှန်အကန် တဲ့ရင်အချက်လက်တွေရဖို့စူးစမ်းနောက်သူတို့ဘူဒ္ဓရာဖြတ်ဖို့စူးစမ်းပေါ့နော်အဲ့လိုစိတ်ကထည့်ထားတာပေါ့နော်အဲ့လိုအကြောင်းပြချက်နဲ့ကျွန်တော်ညင်းတာပေါ့နော်သူများတွေတော်တော်ပြီးတော့အမြင်တော့ကတ်တာပေါ့နော်နည်းနည်းအဲ့လိုမျိုးတော့အဲ့တော့အကိုအကိုသွက်လိုက်တာကကြတော့ဟိုပေါ့နော် priority လောက်လိုက်တာပေါ့နော်ကိုကိုရဲ့အလုပ်ကိုရဲ့ content creation ကို priority ပေးလိုက်တယ်တကယ်ချင်းတွေကိုအချိန်ပေးတာကို short chart ပလိုက်တယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါ ကောင်းတယ်ဒီလိုလည်းအတူတူပဲပေါ့နော်အမှအဲ Monday to အဲ Friday ပေါ့နော်ဒီ9ရက်ကိုဘယ်တငယ်ချင်းနဲ့မှမတွေ့ဘူးအမြဲတမ်းအလုပ်ပဲဒီဒီဒီမှာပဲပေါ့နော်ဒီမှာထိုင်မှာ meeting ထိုင်နေအလုပ်လုပ်တယ်ဗီဒီယိုရိုက်တယ် content ရေးတယ်ပေါ့နော်စာရိပင်ကိုလှုပ်ရှားရှိတာတွေကိုအကုန်လုပ်တယ်ပေါ့နော်တငယ်ချင်းနဲ့နဲ့တွေ့မှဆိုရင်စနေတနေ့ကိုနေနေ9ရက်တောင်မှအပတ်တိုင်းမတွေ့ဘူးပေါ့နော်အပတ်တိုင်းမတွေ့ဘူးနှစ်ပတ်တစ်ခါလောက်ဟိုတငယ်ချင်းတယောက်ရဲ့မွေးနေ့ရှိမှတော့ပေါ့နော်အဲ့လိုအဲမြန်မာနိုင်ငံကနေဒီ လန်ဒန်ကိုလာလေပေါ့နော်အဲ့လိုမျိုးလူတွေလောက်ကိုပဲမဖြစ်မနေမှာပဲတွားတွေ့ရပေါ့နော်မြန်မာနိုင်ငံလူငယ်တချို့ကိုတတိအကြံပေးချင်တာပေါ့နော်တခါလေကြာရင်ကိုကအပျော်ပါးကိုအယမ်းမတ်တဲ့ခါမှာသူများကိုအချိန်အယမ်းပေးဖြစ်တယ်ဒါတတိတို့ငယ်တုန်းကလည်းအဲ့လိုမျိုးပဲတငယ်ချင်းတယောက်ကလာခေါ်တယ်ဆိုရင် yes အမြဲတမ်း yes တွားအောင်ရုပ်ရှင်လဲ yes key တွားမယ် yes အရင်တော့တောင်းမယ် yes ပါတီတွားမယ် yes ပေါ့နော်အဲ့လိုမျိုးကိုက yes 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 လို့ပဲလုပ်နေတဲ့ခါမှာ ကိုယ့်ရဲ့ဘဝအတွက်ကိုအချိန်မပေးမိဘူးကိုယ့်ရဲ့ career အတွက်ကိုအချိန်မပေးမိဘူးပေါ့နော်အဲ့တော့အဲဒီ video ကြည့်နေတဲ့လူငယ်တွေ no လို့ပြောတတ်ပါပေါ့နော်အကိုဆိုရင်လည်းကိုယ့်တငယ်ချင်းကို no လို့ပြောတယ်ပေါ့နော်ဆိုတော့ကိုကိုယ့်ရဲ့ priority ကဒါ shift ဖြစ်သွားတယ်ပေါ့နော် priority ပြောင်းသွားတယ်ပေါ့နော်ဟုတ်တယ်ဟိုဘလို့ priority ဆိုတကယ်တကယ်သူတို့ပညာရှင်တွေပြောတဲ့အမှန်ပေါ့နော်အမှန်ဆိုတာသူတို့သတ်မှတ်ထားတာပေါ့နော်ကျွန်တော်ဒီအသက်ဒီရောကြတော့ဒီကြီးလည်းအဲ့လိုပဲဖြစ်မှာကျွန်တော်လည်းအဲ့လိုပဲဖြစ်မှာကျွန်တော်အလုပ်ကိုဦးစားပေးနေကြတာပေါ့နော်သူတို့ပြောတဲ့အမှန်ကကြတော့ တဆရာကြီးတွေပြောတာပေါ့နော်ဟိုနံပါတ်1ကတော့တကယ်တကယ်တော့ကျမ်းမာရေးလို့ပြောကြတာပေါ့နော်ကျမ်းမာရေးကျမ်းမာရေးဆိုရင်စိတ်ကျမ်းမာရေးဟိုခန္ဓာကိုယ်ကျမ်းမာရေးเนาะခံစားချက်ပန်းဆိုင်ရပေါ့နော်နောက်တစ်ခုက relationship တွေပေါ့နော် relationship ဆိုတာတမီးစားမှမဟုတ်ဘူးเนาะဟိုကျွန်တော် friendship ပဲတငယ်ချင်းလည်းပါမယ်နောက်မိသားစုပေါ့နော်အထူးကတော့ဟိုမိသားစုကိုအလေးထားခိုင်းတာပေါ့နော်နော်တတိယနေရာမှာအလုပ်ပေါ့နော်အဲ့ဒီသုံးခုကတိတိကျကျကျွန်တော်အလေးထားမယ့်အရာပေါ့နော်ဘဝမှာများသောအားဖြင့်ကျွန်တော်တို့ကတော့လူဝမတူဘူးကောင်းအောင်ပေါ့နော်ကျွန်တော်အလုပ်ကိုဦးစားပေးနေတယ်တကယ်တော့နံပါတ်1ကကျမ်းမာရေးဖြစ်တင်တာပေါ့နော် เนาะတချို့လူငယ်တွေဆိုလို့ရှိရင်တော့ဒီဒီပြောသွားသလိုဆိုရင်ဟိုဒါ relationship တွေ relationship ဆိုရင်တမီးစားလိုက်ပါမယ်အတင်းငယ်ချင်းလဲပေါအောင်ပဲဗောနော်အဲ့တော့သူတို့ဦးစားပေးပေးနေမှာဗောနော်ဟိုငယ်သေးရင်တော့အဲ့လိုပဲဗောနော်တော့ကျွန်တော်အွယ်အလိုက်ဗောနော်အဲ့ဒါအပြောင်းလဲဖြစ်သွားတာဗောနော်တကယ်ကောင်းတာတော့ကျမ်းမာရတော့ဘယ်ရွေးမှာဆိုတော့ယူဆိုင်မှာဗောနော်ငယ်သေးမသိတော့ဆိုမှရေးရှင်မှာအဲ့ဒါအရေးတားကြီးတယ်ကျမ်းမာရတော့လေဟုတ်တယ်ဟုတ်တယ်ကျမ်းမာရေးမကောင်းဘူးဆိုရင်အလကားပဲဗောနော်ဟုတ်တယ်ဟုတ်တယ် ဘယ်လိုမှဘာမှလက်လို့မရဘူးဟုတ်တယ်ဟုတ်တယ်ဒီလိုဆိုရင်ဒီမှာ UK မှာတခါဖျားပြီးဆိုရင်စိတ်တက်ကြရတယ်လားကိုကိုကူညီမဲ့တူလည်းမရှိဘူးကိုစေကန်းပုတ်ပြီးမဲ့တူလည်းမရှိဘူး gear side မဲ့တူလည်းမရှိဘူးကိုအဖေမိတဲ့အကောင်လုံးကလည်းဒါမြန်မာနိုင်ငံမှာဆိုတော့လေကိုဖျားပြီးဆိုဟာလုံးဝစိတ်တုံးတုံးကြတာပေါ့နော်ဘာမှလက်လို့မရတော့ဟုတ်လားအဲ့တော့ဟိုအချက်မကြီးကတော့အဓိကပေါ့နော်အကိုပြောလိုမျိုးပဲပေါ့နော်